Romans are usually festive. အားလုံးပဲမြင်ကြပါကျွန်တော်တို့ဒီတခါတော့ကပအချမ်းသာဆုံး Elon Musk ကဒုက္ခရောက်မလားအဆူရဟကိုတင်းဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Donald Trump အနာရပြည်နောက်ပိုင်းမှာ Elon Musk ဦးဆောင်ထားတဲ့ Dodge ကအဆူရရဲ့အတုံးအနှုံးတွေကို investigate လုပ်ပြီးမှ No Federal Worker တို့များများကိုအလောက်ကနဲ့ဖြူချတာမျိုးရှိတယ်။ Budget တွေကို cut off လုပ်တာမျိုးရှိတယ်။ဒါကတော့ပြည်သက်တို့တီးပြီးသားတဲ့အတိုင်းပေါ့နော်။အဲ့ဒီမှာ အီလွန်ရဲ့နိုင်ငံရေးဝင်ပါမှုရေးသူရဲ့ဥဆောင်နေတဲ့ Dorset လို့ရတွင်ကို left က Democratic အဖွဲ့တွေကလုံးဝသဘောမချဘူးဖြစ်နေတယ်ဆိုအစကတည်းကလွန်ခဲ့တဲ့တလနှစ်လ Trump အနာရပြည်တဲ့နောက်ပိုင်းမှာကွာ Elon ကိုမကြိုက်တဲ့အဖွဲ့တွေကစန္ဒပြတဲ့ဟာကိုပြစ်တဲ့တို့ကလည်းတွေးမြင်ပြသဖြစ်တယ်။အခုအထိစန္ဒတွေပြနေစေဖြစ်တယ်။ Trump ရဲ့အုပ်ချုပ်ရေးကိုမကြိုက်တဲ့လူကစန္ဒပြတယ်။ Elon Musk ရဲ့နိုင်ငံရေးပအဝင်ချင်းကမကြိုက်တဲ့လူကစန္ဒတွေပြနေတယ်။ဆိုတော့အခုက ီလွန်ရဲ့ Tesla market ကတော်တော်လေးတဟုန်ဟုန်နဲ့ကျလာတယ်ပေါ့နော်။နောက်နောက်မှာအီလွန်ကအဲ့လိုမျိုးသားဆက်သွားမယ်ဒုက္ခအကြီးအကျယ်နဲ့ရင်ဆိုင်ရမလားဆိုတော့ကိုကျွန်တော်တို့ဒီဆက်ဆွေးနွေးတော့မှာဖြစ်တယ်ဆက်လက်ပြကြည့်ရအောင်။ turning sour as the crowd spots some test yeah da ka orlon ma phit ne le elon ma pyo ne kwa elon thot lout tha de cyber truck rin tesla car rin si de lu rin daw ma andre ne yin sai ne ya de che ne phit de aku ka ဒီ cyber စီးနေတဲ့ကားတွေကိုလမ်းပေါ်မှာကွာ လူတွေကဘူးခံရတယ်ဦးစမခံရတယ်သူတို့ကားကကျူးနဲ့ပစ်ခံရတာမျိုးရှိတယ်အိုခံရတာမျိုးရှိတယ်ပေါ့နော်စန္ဒပြတ်ခံတဲ့လူတွေလည်းရှိတယ်ကွာအီလကူတော့မပြောနဲ့သူ့ကားစီးတဲ့လူသူ့ကားစီးတဲ့လူတွေတော့မှအဲ့လိုမျိုးဒုက္ခကြုံနေရတယ်ပေါ့ onlookers booing, jeering, and pelting the vehicles with beads usually tossed at revelers. just the latest sign of backlash to Elon Musk's central role in the Trump administration, now affecting his car company and those who buy his car. Elon ka Donald Trump ne poop on pinen na pay ma Ye car company ka affecting pit re bono. Recent protests erupting outside Tesla dealerships in Manhattan, Boston, and Tucson, Arizona. Boston no Arizona ro ma sandarin pya Elon Musk ko South Africa ma pu lai su bi ma pyo re အီလွန်ကဘသူကရွေးချယ်နေလို့လေဒီကောင်ကဘာဖြစ်လို့အစုရမှာဝင်ပါနေတာလဲပေါ့နော် သူရဲ့ politic power ကိုလူတွေကမကြိုက်ဘူးဖြစ်နေတယ်ပေါ့နော်ဆိုတော့ dodge အခုအီလွန်ကဦးဆောင်နေတဲ့ department of government efficiency ကလည်းလောရည်သူစုရစ်မှဆန္ဒပြရလူများတယ်အဓိကအဖြစ်တော့အဲ့ဒီ dodge ရဲ့လောရည်ကိုလူတော်တော်များများကမကြိုက်တာပေါ့ကွာ this is a protest against trump and musk mainly because they're trying to take from the poor to pass a tax relief they call it for the wealthy ဆိုတော့အခုကစန္ဒပြတဲ့လူတွေကအီရန်ကိုစန့်ကြည့်ပြီးစန္ဒပြကြတယ် boycott ပေါ့နော်အီလွန်ရဲ့ company မှာထုတ်ထားတဲ့ဖြစ်စီမှန်တမယောက်ကိုမဝေဖူရန်အတွက် boycott တွေအိုနေကြတယ်ပေါ့ in alleged arson attack targeting tesla charging stations under ဦးကြည့်ပါဦး Tesla ရဲ့ charging station တော်မှာမီးရှို့ခံခဲ့ရတယ်ကွာ investigation in massachusetts အဲ့ဒါ massachusetts မှာဖြစ်တာပေါ့နော် from people who say they're trying to sell their Tesla because they don't want to be associated with Musk. online မှာလည်းလူပေါ့ကွာ။သူတို့ရဲ့ပိုင်ဆိုင်ထားတဲ့ Tesla တွေကိုလည်းပြန်ရောင်းတာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ Elon ထုတ်ထားတဲ့တော့ကားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆက်ဆက်မှုတွေမရှိချင်ဘူး။မပတ်သက်ချင်ဘူးဆိုပြီးမှ including star musician Cheryl Crow waving goodbye to her Toyota I don't like you. Ah, yeah, musician Cheryl Crow ကလည်း Elon Musk ရဲ့အကြောင်းပြောနေတယ်ပေါ့နော် NBC affiliate 9 News in Denver reporting on a dirt parking lot full of Teslas and speaking to another woman who sold hers. He doesn't care about people. He has no empathy whatsoever. so he can be the richest man in the world but i'm not going to help him အဲ့ဒီအတယောက်ကတော့ပြောနေတယ် elon ကလူတွေကိုခူးဆိုင်တာမဟုတ်ဘူးပေါ့နော် to the pit စီးရဲတာတွေကိုသူခူးဆိုင်တာမဟုတ်ဘူးပေါ့ so သူကဘလူပဲဖြစ်ဖြစ်ကမ္ဘာချမ်းသာဆုံးလူပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ထုတ်သူ့ရဲ့ထုတ်ကုန်တွေကိုကျွန်မကသွားပြီးမှအားပေးမှာမဟုတ်ဘူးဆိုပြီးမှသူပြောခဲ့တယ်ပေါ့ but those selling might have trouble getting much in return. Yeah. Used car website Car Gurus reporting that the average price of used Teslas has crashed from about sixty-seven thousand dollars in two thousand twenty-two to under thirty thousand this Ooh. month. ဒါပေမဲ့ပြက်နာတစ်ခုခအခုနကအီလွန်မကြိုက်ဘူးဆိုတဲ့လူတွေကသူတို့ပိုင်ဆိုင်ထားတဲ့ Tesla တွေကိုပြန်ရောင်းတယ်ကွာဒါပေမဲ့ပြန်ရောင်းစေးကလည်းသူတို့ကဖက်ဆန်အလောက်ထိရမှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ Tesla ရဲ့ stock share ကိုတိုင်ကကျနေတာဘိုးအရင်တုန်းက2022မှာဆိုတော့အဲ့ဒီ Tesla ကားတွေကဒေါ်လာ6000နဲ့9000လောက်ပေးရတယ်အဲ့ဒီ6000နဲ့9000ကလည်းအခုဒေါ်လာ3000ထိကျဆင်းလာတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လက်တွေ့မှာဘယ်လောက်ထိမှန်တယ်လဲတော့မသိဘူးပေါ့နော်သတိမီဒီယာတွေရဲ့ဖော်ပြချက်တိုင်းကတော့အဲ့လိုပါပဲပေါ့နော်ဒါပေမဲ့ဆက်လက်ပြီး6000နဲ့9000ကနေ3000အထိအမြဲတမ်းကျနိုင်ပေါ့မလားဒါကတော့မြေခွတစ်ခုဖြစ်နေတယ် မကြာခင်မှာပြန်တက်နိုင်ခြေလေးရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပထမပရိသတ်တို့မှမိတရတော့မတည်ဘူးပထမရဲ့ Elon Stock Market ကတော့ Totally Mint ခေတာဒေါ်လာထုပ်အနိုင်ရပြီးတဲ့တလဝန်းကျင်ပေါ့နော်တနှစ်ပတ်ဝန်းကျင်မှာ Elon ရဲ့ stock ကကွာ200 billion 300 billion တောင်တက်လာတယ်ပေါ့နော်အခုကစန္ဒတွေလေးပြတ်လာတဲ့ခါကျတော့သူ့ရဲ့ stock market တွေကတော်တော်လေးကျလာတယ်ဆိုတော့ stock market ကအကျလိုက်တက်လိုက်နေဆိုတော့ ဒီတိုင်းပဲဆက်လက်ပြီးကြနိုင်မလားပြန်တက်မလားတော့ပရိသတ်တို့ရဲ့ကိုပိုင်သုံးသက်ချက်ဒီ comment မှာဝင်ရေးကြည့်ပေါ့ not much more than your run of the mill used car အဲ့တော့အဲ့ပေါ့နော်သူတို့ရဲ့ကားရင်းကိုပြန်ရောင်းရင်တော့မှကွာအရင်တော့ကဈေးနဲ့တော့ပြန်ရောင်းဖို့တော့မလွယ်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိကအဲ့ဒီ Tesla ရဲ့ကားကဈေးကူကကျနေတာကို just be due to loads of tesla leases coming to an end or it might have something to do with musk's association with trump so ဒီလူနှစ်တော့သွားမယ်ဆိုတော့ tesla ကအဆုံးသက်တော့မှာလား ဒါမှမဟုတ်အီလွန်ကဒိုနယ်ထရမ့်နဲ့အဆက်အသွယ်ဖြတ်ဖို့လိုအပ်ပါမလားတကယ်လို့မြင်အီလွန်ကဒိုနယ်ထရမ့်နဲ့ပူးပေါင်းတာမျိုးမရှိဘူးအဆက်အသွယ်တွေပြတ်မယ်ဆိုရင်တော့အလူတွေကပြန်အားပေးမယ်ဆိုတဲ့အနေထားမျိုးပေါ့ကွာဒီတိုင်းသာ Trump နဲ့ဆက်လက်ပြီးလက်တွေ့လုပ်မယ်ဆိုတော့သူ့ရဲ့ Tesla ကားတွေကအဆုံးသက်နိုင်ချေရှိမလားပေါ့ဒါတွေမေးခွန်းကမေးဆရာဖြစ်နေတယ်ပေါ့ The answer is it's too early to tell. Mm. It definitely is polarizing mm -hmm. in both directions. whether it's GM or Hyundai, Kia, they're starting to put a lot more EVs in the marketplace. So that's going to continue to ဒါမဲ့အခုတိတော့အဲ့လိုမျိုးပြောဖို့ရန်တော့စိုးသေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့တော့ Tesla က US မှာအကြီးဆုံးက EV car company ဖြစ်နေတယ်။ဘာဒါမဲ့အခုနောက်ပိုင်း Honda တို့ Kia တို့တခြားရဲ့ car company EV car တွေကလည်းဒီ Tesla ကိုစင်ခေါ်နိုင်မဲ့အခြေအနေတွေဖြစ်လာတယ်ပေါ့နော်။ Competition for Tesla Tesla's mm. stock price is also getting hammered this year, more than the broader market, dropping around 35% since President Trump took office with 35%加多少? Trump office <laughs> yeah, bila na upaya ye market sharing ka aku na jia dua la bon, Musk at his side. But beyond Musk's politics, there are global factors at work spooking the markets on Tesla, mm. demand in major. So, bro, Eddie, အီလွန်ရဲ့နိုင်ငံရေးပါဝင်မှုအပထားပါအောင်တဲ့ဒီကဘာလုံးဆိုင်ရာပေါ့နော်သူ့ရဲ့ Tesla company တွေကလည်းဈေးတွေကျလာတယ်ပေါ့ကွာဘာဖြစ်လို့လဲဆို demand တွေကလည်းတဖြည်းဖြည်းနဲ့နေလာတယ်လို့ပြောကြတယ်ပေါ့ markets like China which announced today that Tesla shipments are down about ဘာဖြစ်လို့လဲဆို China ကလည်းနော် လုံးဝ Tesla ကိုရင်ပြန်နိုင်တဲ့ synchronize နဲ့ EV car အကောင်စားတွေထုတ်လာကြတယ်လေ ဥပမာ BYD တို့ဆိုတော့တော်တော်လေးကိုမိုက်တာဒီတရုတ်ကားတွေကလေဆိုတော့အဲ့ဒီ BYD ကတက်စလာကိုတော့ကြော်သေးတယ်ကွာ2022တုန်းကလား2023တုန်းကတော့တခါကြော်သေးတယ်အခုလက်ရှိအခြေအနေဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်မသိဘူးပေါ့နော်ဆိုတော့ဒီဒီမှာကွာ2022နောက်ပိုင်းမှာဒီ Tesla က Tesla China make in EV ကပေါ့နော်တော်တော်လေးကျဆင်းလာလို့ပြောကြတယ်2022မှာအကျအဆုံး lowest ဖြစ်တယ်ပေါ့ percent in february from the month before and sales are down in Europe too, where Musk's support for far right parties has provoked some anger. But a global rise in nationalism might be at work too. Europe မှာလည်းအဲ့ဒီ Tesla ကပြဿနာကြုံတယ်။ဘာဖြစ်လို့လဲဆိုတော့ Elon က Germany ရဲ့နိုင်ငံရေးမှာသွားရှောက်ခဲ့တယ်တွေ့လာတော့မသိဘူးပေါ့နော်။ Germany က Germany ကမနေ့တနေ့ကသူတို့ရွေးကောက်ပွဲလုပ်ထားတယ်။အဲ့ဒီ political campaign တုန်းက AFD party ဖက်ကိုပါပြီးမှ Elon ကပြောနေတယ်ပေါ့နော်။ ်အာဆူပြီးမှနိုင်ငံရေးတွားလျှော့တယ်အဲ့ဒါကကျတော့တချို့ယူရိုပသမားတွေကလည်းအီလွန်ကိုတော်တော်လေးမုန်းခဲ့တယ်မင်းကွာတော့မင်းရဲ့ဂုံပေါ့နော်မင်းရဲ့ချမ်းသာမှုကိုတုံးပြီးမှမင်းရဲ့ influence ကိုတုံးပြီးမှยุโรปมากว่านายงายีมาวุ่นไม่ชอบเนี่ยยุโรปเป็นนายงายีกูลาไม่ชอบเนี่ยสุดไปมาอีลอนกูเปลี่ยนเลเชปาปีสุดสวยชัดด้วยโลกเดหาริชิจาร์เลยกว่าสรุป ယူရိုပနိုင်ငံကြီးကတချို့ကလည်းဒီ Tesla ကားတွေကိုမဝေချေတဲ့လူတွေရှိတယ်ဘောကော့လုပ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းယူရိုပနိုင်ငံတချို့မှာ Tesla ကအကြောင်းအဝေးကလည်းကြာလာတယ်ပေါ့ဒါပေမဲ့တခုကတော့ရှိသေးတယ်တဲ့အဲ့လိုမျိုးကမြူချစ်စိတ်တမားတွေရှိသေးတယ်ပေါ့နော်လုံးဝ Elon ဖက်ပါတဲ့မြူချစ်စိတ်တမားတွေကလည်းရှိသေးတယ်ဆိုတော့အဲ့ဒီမြူချစ်စိတ်တမားတွေကလည်း Tesla တွေကိုပြန်ဝင်နိုင်ခြေတော့ရှိတယ်အခုကလုံးဝ Elon ကိုမုန်းတဲ့အဖွဲ့တွေကမဝေတော့တာခွာ ဒါမဲ့အီလွန်ကိုချစ်တဲ့အဖွဲ့အစည်းကပြန်ဝင်နိုင်ခြေရှိတယ်ဒါကတော့ဓမြူဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့် Tesla marketing Tesla Tesla stock market ကအကျရစင်းနေဆိုတာကအခုလိုမျိုးဖြစ်တယ်ကွာသူသူ့ကိုစန့်ကျင်တဲ့လူတွေက boycott လုပ်တဲ့ခါကျတော့ကြာမှာပဲဒါမဲ့နောင်လာမဲ့တနေ့နေ့ကြာလို့ရှင်သူ့ကိုချစ်တဲ့လူတွေကလည်းပြန်ဝေးမှာပဲပေါ့ဆိုတော့အဲ့လိုနည်းနဲ့ Tesla ရဲ့အဆုံးသက်ဖို့ဆိုတာကမလွယ်ဘူးပေါ့ကွာ patriotic consumers, whether they're Chinese buyers or European buyers, there's an. Hello, Bakwa. တရုတ်မှာလည်းလုံးဝမြူချစ်စိတ်တဲ့တမားတွေရှိနေတယ်။အီရန်ကိုကြိုက်နေတဲ့လူတွေရှိနေတယ်။ဆိုတော့သူတို့ကလည်းဝေချင်တဲ့လူတွေများရှိတယ်။ယူရိုမှာလည်းလူပဲ။အီလန်ကွန်ဘုံနဲ့အဖွဲ့တမားတွေရှိတယ်လို့အခုကအီလန်ကွန်ဘုံနဲ့ဖွဲ့တမားတွေကမဝေတော့ဘဲသူတို့ရဲ့ရှိနေတဲ့ထက်စလာတွေကိုပြန်ရောင်းတဲ့ခါကျတော့ထက်ဒီထက်စလာရဲ့ stock market ဈေးကကျနေတယ်။ look at trying to really shield and protect your own brands your own markets and this is where we are now we reached out to tesla for comment on the protests and its stock decline we did not immediately hear back Musk, meanwhile brushing off his critic that the revolution might actually succeed that we could restore power to the people instead of power to the bureaucracy ဆိုတော့ so Elon ကတော့ပြောနေတယ်ပေါ့နော်ကျွန်တော်တို့ လုံးဝကပီတူလူထုရဲ့အာနာကိုရီစတောပြန်လုပ်တင်တယ်။အီလွန်ကတော့လုံးဝဝန်ထမ်းတွေရဲ့အုပ်ချုပ်မှုကိုသူမကြိုက်ဘူးဖြစ်နေတယ်။အာနာရှိတဲ့လူတွေရွေးကောက်ခံတဲ့လူတွေရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့နေတည်နေဆိုတာကတော့အာကတော့အီလွန်ရဲ့လုံးဝခါယူချက်တစ်ခုဖြစ်နေတယ်ပေါ့နော်။ Year, Tesla's stock is still above where it was the day before Donald Trump was elected last November. But there's no doubt that the apparent backlash to Elon Musk is going global. A Tesla dealership in the French city of Toulouse also hit by an alleged arson attack that authorities say completely destroyed eight cars. A sign, perhaps, that Tesla's supercharged growth may be running out of juice. No, it's not going to run out of juice. NBC Car. အခုလိုမျိုးလူတွေကအထစလာကိုစန္ဒပြပြီးပေါ့နော်တိုက်ခိုက်တာတွေရှိတယ်ဘော့ကော့လောက်တာတွေရှိတယ်အဲ့လိုမျိုးသာလုပ်မယ်ဆိုတော့ထစလာကတော့နော်လုံးဝဇတင်တော့မှစူပီမှပြောနေကြတယ်ပေါ့ကွာဒါမဲ့အခုနကျွန်တော်တို့ပြောသလိုအီလွန်ကိုတဘောချပြီးအားကြတဲ့လူတဖွဲ့အစ်စီတွေကလည်းအများကြီးကြံသေးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပရိသတ်တို့ကူတိုင်နေနဲ့ကိုပိုင်သုံးသက်ချက်လေးတွေကို comment မှာဝင်ရကြပါအောင်ကျွန်တော်နာမည်က June ပါ ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးချင်အပေးလို့ရပါတယ်။ Thank you so much for watching beautiful people. I'll see you guys. Take care. God bless.